စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူတို့စီစဉ်နေတဲ့အတုအယောင်ရွေးကောက်ပွဲအလွန်ကာလမှာဖွဲ့စည်းမဲ့အစိုးရရန်နေရာတစ်ခုလုံးကိုစစ်ဘက်ဒါမှမဟုတ်စစ်ဘက်နောက်ခံရှိသူတွေကသာ ချုပ်ကင်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်နေတဲ့အနေနဲ့စစ်တပ်အရာရှိတွေကိုအရက်ဘက်ဝင်ကြီးဌာနတွေရဲ့အဓိကယာဒူးတွေစီ အလုံးအင်းနဲ့ပြောင်းရွှေ့ခန့်နေပါတယ်နိုင်ငံရဲ့အုတ်ချုပ်ရေးရန်နေရာကိုသူတို့ရဲ့ချုပ်ကင်မှုအောက်မှာ ပုံမိုခိုင်မာစေဖို့အတွက်ဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်များကိုတန်အမတ်အဖြစ်ခန့်အပ်လိုက်ပြီးစစ်ဘက်အရာရှိတချို့ကိုလည်းဌာနဆိုင်ရာအကြီးအကဲများအဖြစ်ဇက်တိုက်ပြောင်းရွှေ့နေပါတယ်။မြန်မာနိုင်ငံပြန်တန်းရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရာပြီးခဲ့တဲ့စက်တင်ဘာလတလအထဲမှာပဲစစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတန်ရင်တပ်ဖွဲ့အသီးသီးကဗိုလ်ကြီး32ဦးနဲ့ဒုတိယဗိုလ်မှူးကြီး3ဦးအပါအဝင် အရာရှိစုစုပေါင်း 34ခုကို အရက်ဘတ်ဝင်ကြီးဌာန17ခုစီကို ပြောင်းရွှေ့ခန့်အပ်ခဲ့ပါတယ်။ကြီးတက်မှဘိုလ်ချုပ်နေမျိုးဦးလေးတက်မှဘုံမှုချုပ်မျိုးမင်းထွန်းတို့ကိုနိုင်ငံခြားရေးဝင်ကြီးဌာနရဲ့တာမတ်ကြီးအဆင့်နဲ့အရက်ဘတ်ကိုပြောင်းရွှေ့လိုက်ပြီးတော့ရွေးကောက်ပွဲဝင်ဖို့ဆန္ဒမရှိတဲ့စစ်တပ်အရာရှိကြီးတချို့ကို အရက်ဘတ်တို့အကြီးအကဲများအဖြစ်ပြောင်းရွှေ့တာတွေလည်းရှိနေပါတယ်။စစ်တပ်အရာရှိကြီးတချို့ကိုအမျိုးသားစီမံကိန်း ဗန္နာယေဗဟိုဗံတယံဇာတာ စိုက်ပျိုးရေးနဲ့လျှက်စစ်စွမ်းရင်လိုအရေးပါတဲ့ဝင်ကြီးဌာနတွေမှာဒုတိယညွှန်ကြားရေးမူလက်ထောက်ညွှန်ကြားရေးမူဦးစီးအရာရှိ စားတဲ့ယာတူးတွေနဲ့တိုက်ရိုက်နေရခြားထားခဲ့တာပါ အခုလိုပြောင်းရွှေ့တာတွေဟာစစ်တပ်အတိုင်းဝိုင်းမှာအရင်ကတည်းကရှိခဲ့တာဖြစ်ပေမဲ့2025ခုနှစ်အစောပိုင်းကစတဲ့အပြောင်းရွှေ့တွေထဲမှာစစ်တပ်ကနေရွေးကောက်ပွဲကော်မရှင် UECC ကို တိုက်ရိုက်ပြောင်းရွှေ့တာမျိုးတွေရှိခဲ့တာဟာရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအလွန်ကာလတွေမှာစစ်ဘက်ကသာ ချုပ်ကင်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်အခုလိုပြောင်းရွှေ့တာတွေဟာကိုရီးကိုရာအကျိုးအမြတ်အတွက် ရာဒူးယူဆိုတာထက်ပိုပြီးနက်နဲတဲ့ရည်ရွယ်ချက်မျိုးဖြစ်ပြီးအရက်ဘက်ဝင်ကြီးဌာနတွေရဲ့လုပ်ငန်းဆောင်တာတွေကိုအနီးကပ်ထိန်းချုပ်လိုတာနဲ့ဝန်တန်းတွေရဲ့လှုပ်ရှားမှုတွေကနေတည်င်းအချက်လက်တွေရယူလိုတာကြောင့်ဖြစ်တယ်လို့ ုံးသက်ပြောဆိုမှုတွေလည်းရှိနေပါတယ်။ဆရာနာသိမ့်ပြီးနောက်ပိုင်း၄နှစ်ကျော်ကာလအတွင်းမှာအရက်ဘက်ကို ပြောင်းရွှေ့လာတဲ့စစ်ဘက်အရာရှိအရေးအတွက်ဟာအယောက်တစ်ထောင်နီးပါးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။